ယူကရိန်းရဲ့ဟမ်မာဘုံကြောင့်တစားစီဖြစ်သွားခဲ့ရတဲ့ရုရှားစစ်ဌာနချုပ် ယူကရိန်းကရုရှားရဲ့ထိုးစစ်တွေကိုပြည်ရင်းမှာရောပြည်ပမှာပါအားပြော့သွားအောင်လှုပ်ဆောင်ဖို့လိုအပ်နေပါတယ်။ရုရှားကမာရီရူပယ်ကိုထိန်းချုပ်ထားသလိုခါဆွန်မှာလည်းဇတိုက်တိုက်ခိုက်နေတာကြောင့်သမရပူတင်နေနဲ့ဒိုနက်စ်ဒေသမှာဆက်ပြီးတော့ဖိအားပေးနေနိုင်ပါတယ်။ဒီချိန်လေးကိုယူကရိန်းကလက်ပိုက်ကြည့်မနေဘဲနဲ့တခုခုတော့လိုရတော့မယ်။ပြီးတော့ဇွန်လ10ရက်နေ့မှာပဲသူတို့စတင်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်။ဇွန်လ10ရက်နေ့ကယူကရိန်းရဲ့ MiG-29 တိုက်လေယာဉ်တစ်စီးက ရာရုရှားရဲ့အထူးပြင်းမှန်းနှစ်ခုကိုတစ်ချက်သေးနဲ့ဖျက်ဆီးပြစ်နိုင်ခဲ့တာကတကယ်ကိုမယုံနိုင်စရာပါပဲပူတင်အတွက်အဆိုးဆုံးကတော့ဒီဆိုဗီယက်ခေတ်ကတိုက်လေရင်ဟောင်းကြီးရာသူ့ရဲ့ထီလိုမရဘူးလို့ကြွေးကြော်ထားတဲ့အရာတွေကိုအနောက်နိုင်ငံထုတ်လက်နက်ကိုအသုံးပြုပြီးတစားစီချိန်မုံပြသွားခဲ့တာပဲဖြစ်ပါတယ် တနင်္ဂနွေနေ့မှာမီလီတာနီသတင်းဌာနကယူကရိန်းကယူကရိန်းတောင်ပိုင်းတနင်္လာမှာရုရှားကိုတိကျတဲ့တိုက်ခိုက်မှုတစ်ခုလုံဆောင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဘယ်နေရာမှာတိတိကျကျတိုက်ခိုက်ခဲ့တယ်ဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ခါဆွန်ဒါမမဟုတ်သူ့ပတ်ဝန်းကျင်မှာဖြစ်နိုင်ချေများပါတယ်။သိရတာကတော့ယူကရိန်းရဲ့တိုက်ခိုက်ရေးလေတပ်ဖွဲ့စည်းမှုတွေဟာ MiG-29 ကိုအသုံးပြုပြီးပြင်သစ်လို့ AASM ဟမ်မာလို့ခေါ်တဲ့အစွမ်းထက်ဘုံကိုရုရှားခြေလင်းတပ်သားတွေရှိရာ အဆောင်အုံတစ်ခုပေါ်ကိုပြစ်ချခဲ့ရပါပဲ။အဲဒီအဆောင်အုံပေါက်ကွဲသွားပြီးတဲ့နောက်မှာတော့ခေယံမီကျောက်တူလောင်ယုံတစ်ခုနဲ့ရုရှားစစ်သားအများပြားလဲတိုက်ဆုံပြစ်စည်းခဲ့လို့ဆိုပါတယ်။တိုက်ခိုက်မှုဖြစ်ပြီးမကြာခင်မှာပဲ Soyanesh Telegram Channel မှာဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။စက္ကန့်30ကြာတဲ့အဲဒီဗီဒီယိုဖိုင်ရဲ့အစမှာတော့ယူကရိန်းကအိမ်တလုံးကိုပြသထားပါတယ်။ဗီဒီယိုကိုထောင်လိုင်းရုံးတစ်စီးကရိုက်ကူးထားပုံရပြီးတော့အိမ်နေတဲ့အဆောင်အုံများစွာပေါ်မှာ ပြန်ဝဲနေပါတယ်။စက္ကန့်အနည်းငယ်အတွင်းမှာပဲအဆောက်အုံတစ်ခုလုံးပောက်ကွဲသွားပြီးမိခိုးလုံးတွေဖုံမုံတွေ လေထဲကိုပြန့်နှံ့သွားပါတယ်။ဒါကတော့ရုရှားရဲ့အခြေလင်တပ်ဌာနချုပ်ပါပဲ။ယူကရိန်းဘယ်လိုလုပ်ခဲ့လဲ။ အခြေခံအသေးစိတ်ကတော့ရှင်းရှင်းလင်းလင်းပါပဲယူကရိန်းရဲ့ MiG29 တစ်စီးကပြင်သစ်လို့ AASM ဟမ်မာလို့ခေါ်တဲ့တီးကြောစွာပြင်မဲ့ထိမှန်စေနိုင်တဲ့လမ်းညွန်ပုံးကိုပြစ်ချခဲ့ပြီးတော့ရုရှားကိုလောက်ခါသွားစေခဲ့တဲ့ထိုးစစ်နှစ်ခုကိုတပြိုင်နက်လုံးဆောင်ခဲ့တာပါ အာမီရခေါနေရှင်းရဲ့ဖော်ပြချက်အရ MIT ထူနိုင်ကဆိုဗီယက်ယူနီယံက1980ပြည့်လွန်နှစ်တွေမှာတည်ထွင်ခဲ့ရပါသူမှာနေရာများစွာကနေစုစုပေါင်းပေါင်9900အထိလေကြောင်းဘုံတွေထည့်ဆောင်နိုင်စွမ်းရှိပေမဲ့ MIT ထူနိုင်ကို ထုတ်လုပ်တုန်းကဟမ်မာဘုံဆိုတာဘယ်တော့မှထည့်သွင်းစဉ်းစားခဲ့မှာမဟုတ်ပါဘူးထည့်သွင်းစဉ်းစားလို့လည်းမရပါဘူး AASM ဟမ်မာဆိုတာ2009ခုနှစ်ကမှ ပေါ်ပေါက်လာတာပါအဲ့ဒီအချိန်ကမှ ပြင်သစ်လေတက်မှာစတင်အသုံးပြုခဲ့တာပါ။ဒါကတော့ယူကရိန်းအသုံးပြုခဲ့တဲ့လေယာဉ်တွေဘုံကြားမှာဆယ်စုနှစ်၄ခုနီးပါးကွာခြားနေပါတယ်။ဟုတ်ပါတယ်။လေယာဉ်တစီးစတင်အသုံးပြုပြီးဆယ်စုနှစ်များစွာကြာပြီးမှထုတ်လုပ်တဲ့ဒုံးကြီးတွေကအဲဒီလေယာဉ်နဲ့သဟဆာတာမဖြစ်တာကအစမ်းတော့မဟုတ်ပါဘူး။ယူကရိန်းရဲ့ MiG-29 တွေမှာ AASM ဟမ်းမားကိုအသုံးပြုတာကဘာကြောင့်ဒီလောက်စိတ်ဝင်စားစရာကောင်းသလဲဆိုရင်ဒါဟာအနောက်နိုင်ငံထုတ်ပုံးကိုဆိုဗီယက်ခေတ်ကတိုင်းလေဟောင်းကြီး ီးကနေပြစ်ချခဲ့တာမို့လို့ပါပဲယူကရိန်းကဟောင်းနီယိုလဲအတုံးဝင်တဲ့ထိုးစစ်လက်နက်အဖြစ်ပြောင်းလဲဖို့နီလန်းရှာတွေ့ခဲ့ပါတယ်တကယ်တော့ယူကရိန်းကသူ့ရဲ့ MiG29 နေရာနဲ့ AASM ဟမ်းမားတွေကိုဖျက်ချနေတာပူတင်အတွက်အံ့ဩစရာမဖြစ်သင့်ပါဘူး The War Zone ဒါမှမဟုတ် TWZ သတင်းဌာနကမကြသေးမီအားထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာတစ်ခုမှာ2025ခုနှစ်ဇန်နဝါရီလစပြီးတော့ပြင်သစ်ဟာယူကရိန်းရဲ့အဓိကတီးခြားတဲ့တိုက်ခိုက်ရေးလက်နက်အဖြစ် AASM ဟမ်းမားရှားပေါင်းများစွာကိုပေးပို့ဖို့စီစဉ်ထားတယ်လို့ဖော်ပြထားပါတယ်။တလားကိုအခုရေ90အထိယူကရိန်းကိုရောက်ရှိနေတယ်လို့လည်းသတင်းတွေကဆိုပါတယ်။ဘုံတွေက MIG2 လမ်းရဲ့ ဘယ်ဘက်တောင်ပိုင်းအောက်မှာရှိတဲ့အတွင်းပိုင်းဖလွန်ပေါ်မှာတက်ဆင်ထားတာဖြစ်ပြီးတော့952ပေါင်အလေးချိန်ရှိတဲ့အမျိုးအစားဖြစ်ပုံရပါတယ်။ DWZ သတင်းဌာနကဖော်ပြတာက Ukraine ရဲ့ MiG-29 လေယာဉ်တွေမှာတက်ဆင်ထားတဲ့ဖလွန်တွေက American လို့ JDAMER လမ်းညွန်ဘုံတွေနဲ့ ASM ဟမ်းမဘုံတွေကြားမှာပုံမကောင်းအောင်ချိတ်ဆက်ပေးနိုင်ပါတယ်။ Ukraine က MiG 2တိုင်းတွေကနေ ASM ဟမ်းမတွေကိုပြစ်ခတ်နေပြီဆိုတော့ပထမဆုံးအရေးယောင်တွေကတော့ TWZ ရဲ့မူလသတင်းမထုတ်ပြန်ခင်ရဲတပ်ပတ်အနေနဲ့အလိုကလေးကစတင်ပေါ်ပေါက်ခဲ့တာပါ။ဒီနီပရိုမြင့်ရဲ့ဘဲဘက်ကန်ယူကရိန်းရဲ့ခါဆွန်ဒေသတွေက ခိုဇာချီလာဂရီရှော်လီယာယူကရိန်းရဲ့ပထမဆုံးဟမ်းမပြမဲ့ဖြစ်ခဲ့ပုံရပါတယ်။2024ခုနှစ်မတ်လ၄ရက်နေ့မှာ OSINT Clinic နဲ့ DUR ထဲမှာဆွေးနွေးတော့ရုရှားကုရောင်တစ်ခုပေါက်ကွဲတာကိုပြသထားတဲ့စက္ကန့်20ဗီဒီယိုတစ်ခုကိုမျှဝေထားခဲ့တာဖြစ်ပါတယ်။ Ocean technical ကနေပြီးတော့ပြသခဲ့တာဖြစ်ပါတယ်။အဲဒီ video နဲ့အတူ AASM Hammer တစ်ခုလုံးရဲ့ပုံလေးပါဝင်ပြီးတော့ဘေးမှာယူကရိန်းဘာသာစကားနဲ့ရေးထားတာကိုတွေ့ရပါတယ်။ဒါကယူကရိန်းကရုရှားကို2024ခုနှစ်မတ်လတွေကရှင်းလင်းတဲ့ message တစ်ခုပေးလိုက်ကြပါပဲ။ငါတို့စီမှာ AASM Hammer တွေရှိတယ်။ဘလို့သုံးရမယ်ဆိုတာလည်းသိတယ်ဆိုတာပါပဲ။2025ခုနှစ်ဧပြီလအထိရှေ့ကိုအမြန်သွားကြရအောင်ပါ။ Defense Abrams ကသတင်းဌာနကယူကရိန်းကသူတို့ရဲ့ MIG 29တိုက်လေယာဉ်တွေအသုံးပြုပြီးရုရှားပြမတ်တွေကို ASM ဟမ်းမဘုံးတွေထပ်မံကျေးချကြောင်း Defense Express ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ယူကရိန်းဟာရုရှားစစ်တပ်ကိုကိုင်ဌာနချုပ်တစ်ခုအပြင်စစ်သားတွေပုံအောင်ရနေရာတစ်ခုကိုပါထိမှန်ခဲ့ပြီးခါဆွန်ကအဆောက်အုံတစ်ခုကို အပြတ်အသတ်ဖျက်ဆီးပစ်ခဲ့ပါတယ်။ဇော်လရှိယနေ့ကတိုက်ခိုက်မှုလို့ပဲဟမ်းမဘုံးကျေးချပြီးရနောက်မှာအကျဉ်းကျန်ပါတစ်ခုမှမကျန် ်လုံးလောက်အောင်ပျက်စီးသွားခဲ့ပါတယ်ဒီတိုက်ခိုက်မှုရဲ့ဗီဒီယိုဖိုင်လည်းရှိပါတယ်မီလီတာနီက YouTube မှာမျှဝေထားတဲ့ဗီဒီယိုဖိုင်ကိုထောက်လင်း drone ကနေရိုက်ထားပုံရပါတယ်ဗီဒီယိုရဲ့အစမှာ Ukraine MiG 29လေယာဉ်တစ်စီးလေးထဲမှာမြ мян ဆန်ဆန်ပြန်တဲ့နေရာကိုပြသပြီးတော့မှ ကင်မရာကအကြီးမားတဲ့အဆောင်တစ်ခုစီကိုပြောင်းသွားပါတယ်။ဘုံထိမှန်တဲ့အထိအရင်မြင်ကွင်းကိုဆက်လက်ရိုက်ထားပြီးတော့ဇွန်လ၈ရက်နေ့ကဖြစ်ခဲ့တယ်လို့ပဲမိကုံးလုံးတွေကပြင်မှတ်ကိုဖုံးလွှမ်းသွားပြီးတော့ခါစွန်မှာနောက်ထပ်အရေးပါတဲ့အစီအစဉ်အဆောင်တစ်ခုပြည့်စည်သွားပြန်ပါတယ်။ တကယ်တော့ပူတင်ကဆော်လာရှီယန်နီလိုမျိုးတခုခုဖြစ်လာမယ်ဆိုတာသိထားတဲ့နာပါတနည်းကြော်လောက်ကလေးကယူကရိန်းဟာ AES မဟမ်းမာရီကိုသူရဲ့ MIG ဒူနိုင်းတွေပေါ်ကအထူးဖလွန်တွေမှာတက်ဆင်ထားပြီးတော့ရုရှားပြည်မတ်တွေကိုဖိခတ်နေတာပါ MIG ဒူနိုင်းတွေက AES မဟမ်းမာရီကိုပြစ်ခတ်နိုင်စွမ်းရှိတယ်ဆိုတဲ့အထောက်အထားကဩဂုတ်လမှာပေါ်ပေါက်လာခဲ့ပြီးတော့2025ခုနှစ်ဧပြီလတိုက်ခိုက်မှုကတော့ယူကရိန်းကခါဆွန်ကစစ်ရေးဆောင်တွေကိုပြစ်မှတ်ထားနေပြီဆိုတော့ ရုရှားအထက်သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်။ပူတင်ကဒီသတိပေးချက်ကို မနာခံခဲ့ပါဘူး။အခုတော့သူဟာယူကရိန်းရဲ့ AASM ဟမ်းမားတွေကြောင့်သူ့ရဲ့ခြေလင်းတပ်သားတွေနဲ့ခရမ်းတူလောင်ယုံတစ်ခုဆုံးရှုံးခဲ့ရပါပြီ။ဒါတယ်မကသေးပါဘူး။ယူကရိန်း MiG29 ရဲ့ဂဲတလုံးနဲ့အငှက်နှကောင်ထိမှန်စေခဲ့တဲ့ one stone two pass ပြစ်ခတ်မှုကဇွန်လ၈ရက်နေ့မှာယူကရိန်းလုံဆောင်ခဲ့တဲ့အထင်ရှားဆုံးတိုက်ခိုက်မှုဖြစ်ခဲ့ပေမဲ့ရုရှားရဲ့အဆောက်အုံတွေကိုထိမှန်ခဲ့တဲ့တခုတည်းသောတိုက်ခိုက်မှုတော့မဟုတ်ပါဘူးယူကရိန်းကချေလင်တက်အဆောက်အုံကိုမဖျက်ဆီးခင် တရက်အလိုမှာမြို့ရဲကရုရှား FPV drone operator ဌာနချုပ်တခုကိုပါပြစ်မှတ်ထားခဲ့တယ်လို့ဖော်ပြထားခဲ့ရလဲဖြစ်ပါတယ် မီလီတာနီသတင်းဌာနက AASM ဟမ်းမားကအနောက်နိုင်ငံချုပ်ဘုံတွေကို တိကျတဲ့လက်နက်တွေအဖြစ်ပြောင်းလဲဖို့အဓိကအသုံးပြုတဲ့အစင်းမြင့်တင်မှုတစ်ခုဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့ AASM ဟမ်းမားကအဲရီမာတင်ရက်တက်မနေပါဘူး။ American ရဲ့ JDAM ခရီးရာတွေနဲ့မတူတာကဟမ်းမားခရီးရာမှာ rocket engine တစ်ခုပါဝင်ပြီးတော့သူ ပြောင်းလဲအသုံးပြုတဲ့ဘုံတွေရဲ့ပြစ်ခတ်နိုင်စွမ်းကိုတိုးချဲ့ပေးပါတယ်။ဒီတိုးချဲ့နိုင်တဲ့အကွာအဝေးကဘုံပြစ်လွတ်တဲ့အမြင့်ပေါ်မူတည်ပြီးခွာချပါ ားတယ်။အနေပိုင်းကနေဖြစ်ခဲ့ရင် AASM ဟန်းမားကပြင်းမကုန်မထိခင်6.3မိုင်15ကီလိုမီတာအထိခီးနှင်နိုင်ပါတယ်။ယူကရိန်းအသုံးပြုတဲ့ MiG29 တွေရာဘုံတွေကို အမြင်ပိုင်းကနေခြေချရင်တော့သူတို့ရဲ့ပြစ်ခတ်နိုင်ရည်စွမ်းက43.4မိုင်80ကီလိုမီတာလောက်အထိတိုးသွားပါတယ်။ဒါဟာလေရင်ကိုရသူပြင်းမတင်တဲ့ဝေးဝေးကနေလုံခြုံစွာပြစ်ခတ်နိုင်စေတာကြောင့်အလွန်အရေးကြီးတဲ့အားသာချက်ပါ။နောက်ထပ်အသေးစိတ်အချက်အလက်တွေကတော့အ American Recording ရှင်းကနေလာတာဖြစ်ပြီးတော့ ASM ဟမ်းမှာဘုံအမျိုးအစားမှာ ပေါင်295 951 1102နဲ့2204ရှိတဲ့ပုံဟောင်းတွေအတွက်ပြုလုပ်ထားတဲ့ပုံစံအမျိုးမျိုးရှိရလို့ဆိုပါရယ်။ယူကရိန်းကဇော်လာရှိရနေ့တိုက်ခိုက်မှုအတွက်ဘယ်ပုံစံကိုအသုံးပြုခဲ့ရဲဆိုတာတော့မရှင်းလင်းသေးပါဘူး။ဒါပေမဲ့ TWZ ကမက်ရှလာရောကသတင်းထုတ်ပြန်ခဲ့တဲ့မူလဗီဒီယိုဖိုင်မှာ MiG29 မှာပေါင်951ရှိတဲ့ပုံတလုံးတက်ဆင်ထားတာကိုပြသခဲ့ပါရယ်။ဒါကြောင့်ယူကရိန်းက ရုရှားခြေလင်တပ်အဆောက်အုံကိုဖျက်ဆီးရမှာအသုံးပြုခဲ့တဲ့ AASM ဟမ်းမားရဲ့အလေးချိန်ကလည်းအတူတူပဲလို့ယူဆနိုင်ပါတယ်။ AASM ဟမ်းမားမှာပုံစံမျိုးမျိုးရှိပြီးတော့တစ်ခုချင်းစီမှာသူ့ရဲ့ကိုယ်ပိုင်လမ်းညွှန်စနစ် guideline system တွေရှိတာဖြစ်ပါတယ်။ ပထမဆုံးဒီဇိုင်းထုတ်ခဲ့တဲ့ပုံစံကတော့ပြမတ်ကိုထိမှန်စေဖို့ GPS ဂျိုရုလမ်းညွှန်စနစ်နဲ့ INS အတွင်းအားလမ်းညွှန်စနစ်တို့ကိုပေါင်းစပ်အသုံးပြုပါတယ်။ဒီပုံစံကတကယ်ကိုတိကျပါတယ်။ SPU 54ပုံစံကတော့ GPS နဲ့ INS ကိုထိမ့်သိမ်းထားရင်အပူရင်းမြစ်တွေကိုရှာဖွေပြီးဓာတ်ရိုက်တိုက်ခိုက်နိုင်တဲ့အနီအောက်ရောင်ခြေလမ်းညွှန်စနစ် Infrared Homing ကို AAS နဲ့ Hammer မှာထည့်သွင်းခဲ့ပါတယ်။ဒီအင်ကာရိုက်ကအသုံးပြုသူကို ဟမ်မားရဲ့အမှတ်ဉာဏ်လေးကိုရည်ညွှန်းပုံရိပ်တစ်ခုထည့်သွင်းနိုင်စေပြီးကရိယာကသူ့ရဲ့ပြင်မဲ့နေရာနဲ့ကိုင်ညီမှုရှိမရှိစစ်ဆေးကမှန်ကန်တဲ့အရာကိုထိမှန်စေဖို့တေချာစေပါတယ်။ဒီအနီအောင်ရောင်ကြီးလမ်းညွန်စနစ်ကြောင့်နေရောညပါအလုံးလုံးနိုင်ပြီး SPU54 က CDP Circular Error Probable ကို3.2ပေတမီတာအထိကိုရှော့ချပေးတာဖြစ်ပါတယ်။ CEP ဆိုတာကပြည်မှတ်ကိုထိမှန်နိုင်ခြင်း90ရာခိုင်နှုန်းရှိတဲ့စဝိုင်းရဲ့အချင်းဝက်ကိုပြောတာပါ3.2%ဆိုတာအလွန်တိကျတာပါနောက်ဆုံးပေါ် SPU 64ပုံစံကို2013ခုနှစ်မှာမိတ်ဆက်ခဲ့ပါတယ်ဒီပုံစံမှာတော့ SPU 3A ရဲ့ GPS နဲ့ INS ဆွမ်းရည်တွေအပြင်လေဆာလက်ညှိုးစနစ်လေဆာ guidelines ကိုပါထပ်ထည့်ထားပါတယ်ဒါပေမဲ့ SPU 54မှာတွေ့ရတဲ့အနီအောက်ရောင်ခြည်လက်ညှိုးစနစ်တော့ပါဝင်မလာပါဘူးဒီအချက်ကပြဿနာမရှိပါဘူး ဘူး။ဘာကြောင့်လဲဆိုတော့ SPU 64ကိုရွှေလျောင်းနေတဲ့ပြမတ်တွေ moving target ကိုတိကျစွာထိမှန်အောင်အဓိကဒီဇိုင်းထုတ်ထားတာကြောင့်ပဲဖြစ်ပါတယ်။ဒီအချက်ကတော့ပြဿနာတော့မရှိဘူးလို့လည်းပြောလို့ရပါတယ်။ပြောရမယ်ဆိုရင်တော့ SPU 54ကရွေလျားပြင်းမှတ်တွေကိုထိမှန်ဖို့အခက်အခဲရှိတာကြောင့် SPU 64ရဲ့ဒီစွမ်းရည်ကမရှင်အမျိုးအစားမျိုးမျိုးနဲ့ပတ်ဝန်းကျင်မျိုးမျိုးမှာအသုံးပြုနိုင်စေပါတယ်။သူရဲ့တည်ချမှု CEP ကလည်း SPU 54လိုပဲ3.2ပေရှိပါသေးတယ်။ရှူဂရင်းနေတဲ့ဇိုလာရှေယနီကတိုက်ခိုက်မှုတွေမှာ SPU38 ဒါမှမဟုတ် SPU54 ကိုအသုံးပြုခဲ့ဖွယ်ရှိရလို့ယူဆရပါတယ်။ဒါကြောင့်လဲဆိုတော့ SPU64 လို့တံပိုးကြီးရဲ့လက်နက်ကိုမရွေလျာပဲပြင်မှတ်တစ်ခုမှာအသုံးပြုတာကလက်နက်ကို ဖြုံတီးရာရောက်လို့ပါပဲ။ဒါပေမဲ့ဘယ်ပုံစံကိုပဲသုံးသည်ဖြစ်စေရှူဂရင်းကရုရှားရဲ့အရေးပါတဲ့စီးရီးအဆောက်အုံတစ်ခုနဲ့ ဒရုန်းကိုကယ်ရေးဌာနချုပ်တစ်ခုကိုနှစ်ရက်အတွင်းဖျက်ဆီးပစ်ခဲ့တာကြောင့်ပူတင်နေတဲ့ဒေါသထွက်နေပါလိမ့်မယ်။ ရုရှားအတွက်အခြေအနေရမကြခင်မှာပိုဆိုးလာပါတော့မယ်။မီလီတာနီသတင်းဌာနရဲ့ဖော်ပြချက်အရ AASM ဟမ်းမားရဲ့ပေါင်၄000ဘုံတွေမှာတက်ဆင်နိုင်တဲ့စံသမ်းမှုတွေက2024ခုနှစ်ကုန်ပိုင်းမှာပြီးစီးဖို့အစီအစဉ်ထားတယ်လို့ဆိုပါတယ်။ပြင်သစ်ကအရင်ပြမတ်ကိုရောက်ခဲ့လားဆိုတာကိုတော့အတိပြုချက်မရသေးပါဘူး။ဒါပေမဲ့မရောက်ခဲ့ရင်တောင်ဒီပုံမလေးလန်တဲ့ဟမ်းမားခရီးရာတွေအများအပြားယူကရိန်းကိုရောက်လာဖို့များပါတယ်။ဒါကြောင့်လဲဆိုတော့ United လီမီဒီယာရဲ့ ဖော်ပြချက်အရ AASM ဟမ်းမားကိုထုတ်လုပ်တဲ့ Safran Company က2024ခုနှစ်တနည်းထဲမှာပဲ AASM ခရီးယာ130ကိုထုတ်လုပ်ခဲ့ပါတယ်။ဒါဟာ2022ခုနှစ်မှာထုတ်လုပ်ခဲ့တဲ့အရေအတွက်ရဲ့လေးစားဖြစ်ပြီးတော့အဲ့ဒီနှစ်ကလေးက Company က AASM စနစ်ရဲ့ထုတ်လုပ်မှုကိုတိုးချဲ့ဖို့အတွက်ဒေါ်လာ28တန်းလောက်ရင်းနှီးမြှုပ်နှံထားပါတယ်။ဒါကပြင်သစ်ဟာ2025ခုနှစ်နဲ့နောက်ပိုင်းအထိ Ukraine အတွက် AASM ဟမ်းမားတွေကိုဆက်လက် က်ထုတ်လုပ်ပေးဖို့ကြိုးစားနေတာရှင်းရှင်းလင်းလင်းပါပဲဇော်လာရှီယန်နီကဖြစ်ရက်ကတော့ယူကရိန်းဟာဒီဂရီယာတွေလက်ထဲရောက်ကြနဲ့ဘာလို့ရမယ်ဆိုတာကိုတိတိကျကျသိနေတယ်ဆိုတာပါပဲဇော်လာ၃ရက်နေ့မှာမဟာဗျူဟာနဲ့နိုင်ငံတကာလေးစာရေးဗဟိုဌာန The Center for Strategic and International Study CSIS က ပူတင်ရဲ့ကျူးကျော်မှုအတွင်ရုရှားဟာတည်ဆုံးတရားရဖျက်ဆီးခံရသူပေါင်းတက်တန်းနီးပါးဆုံးရှုံးရတော့မှာဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။အထူးသဖြင့်ရုရှားကယူကရိန်းမှာထိုးစစ်အသစ်တစ်ခုကိုစတင်ဖို့စီစဉ်နေချိန်မှာပုံများနိုင်ပါတယ်။ယူကရိန်းဗန်နားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုယုံကြည်ရမယ်ဆိုရင်ရုရှားရဲ့အကြအဆုံးကရှန်နိုင်ငယ်အတွင်တက်တန်းကျော်သွားနိုင်ပါတယ်။ဇွန်လ9ရက်နေ့အထိရုရှားဟာလူပေါင်း6,920,000ကို သိဆုံးသွားပြီးတရားရသူတွေအဖြစ်ဆုံးရှုံးခဲ့ရတယ်လို့ဝန်ကြီးဌာနကလည်းပြောကြားထားပါတယ်။အဲ့ဒီရေထွက်တွေမှန်ကန်တယ်ဆိုရင် တသန်းပြေဖို့အတွက်၃ရက်ထက်ပိုမကြပါဘူး RBC Ukraine ရဲ့ဖော်ပြချက်အရရုရှားဟာဇွန်လ9ရက်နဲ့ဇွန်လ10ရက်ကြားမှာစစ်သား1120ဆုံးရှုံးခဲ့ပါတယ်ဒီလိုနေစဉ်အကြအဆုံးလုံးကပုံမှန်ဖြစ်ပုံရတာကြောင့်ရုရှားကနောက်၃ရက်အတွင်း စစ်သား3300ကျော်ဆုံးရှုံးပါလိမ့်မယ်။ယူကရိန်းအတွက်ရုရှားရဲ့စစ်သားရေအတွက်တသန်းကျော်ဆုံးရှုံးရတာက ကြီးမားတဲ့စိတ်ပိုင်းဆိုင်ရာအောင်ပွဲတစ်ခုပါဒါကသူတို့ရဲ့ကာကွယ်နီလန်းနေဘလောက်ထိရောက်လဲဆိုတာကိုပြသနေပါတယ်ပူတင်အတွက်တော့အစ်သားတွေဘလောက်တည်ဆုံတည်ဆုံဂယုမဆိုင်ပဲယူကရိန်းမှာနေမြေရဖို့အတွက်သူ့လူတွေကိုဆက်လက်စတင်းနေပါလိမ့်မယ်ဒါပေမဲ့အစွန်ကရှေ့ရနေက ASM ဟမ်းမဘုံထိမှန်မှုကြောင့်ခြေရင်တက်အဆောက်အုံတစ်ခုဆုံးရှုံးတာကပူတင်ဖန်တီးထားတဲ့သွေးမြေကျမှုတွေတဲကိုနောက်ထပ်ရုရှားအလောင်းတွေထပ်ထည့်လိုက်တာပါပဲစစ်သားများပြားတည်ဆုံတာက ူတင်ရဲ့ပြည်ရင်းပြဿနာတွေကိုချက်ချင်းမဖြစ်စေချင်တာမှယူကရိန်းမှာဖြစ်ပေါ်နေတဲ့အကျိုးသက်ရောက်မှုတွေကိုတော့ သူလေးလူရှုလို့မရပါဘူး။ဒါကြောင့်ရုရှားရဲ့2024ခုနှစ်ဟာနိုင်ငံသိမ်းပိုင်းမှုရှုတော့ရနေခြင်းရင်ကြီးမားတဲ့ကြာရှုံးမှုတစ်ခုအဖြစ်သာမြင်နိုင်ပါတယ်။အခုလို့ယူကရိန်းက AASM ဟမ်မာဘုံတွေကို MiG 2နိုင်လေယာဉ်တွေကနေရုရှားခြေကျင်တဲ့အဆောက်အုံတွေပေါ်တိုက်ရိုက်ပစ်ချနေတာကြောင့်အခြေအနေကပိုပြီးတော့ဆိုးလာပါတော့မယ်။နေစင်တဲ့အများရုရှားဟာထိုးစစ်ဆင်နိုင်တဲ့စွမ်းအားအနေနဲ့ပိုပြီးတော့အားနည်းလာနေပါတယ်။သူရဲ့စစ်ပြန်ကြီးတွေက ဇွန်လ9ရက်နေ့ရှေ့ရက်နေ့တွေမှာတွေ့ရတဲ့တိုက်ခိုက်မှုတွေလိုမျိုးကြောင့်သေဆုံးနေကြပါတယ်။သူတို့နေရာမှာအစားထိုးဝင်လာတာကတော့အရန်တပ်သားတွေနဲ့စစ်မှုထမ်းအောင်တွေပါပဲ။သူတို့ကယူကရိန်းရောက်တာကိုမှတ်တမ်းတင်ဖို့တောင်အချိန်မရခင်မှာပဲပုံကျဲခံနေရပါပြီ။ Folk Magazine က2024ခုနှစ်နိုဝင်ဘာလတုန်းကရုရှားစစ်သားတအူးရဲ့စစ်မြေပြင်ပြင်းပြသက်တမ်းဟာတလားလောက်ပဲရှိတော့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဇော်လာရှီယန်နီယာလို့တိုက်ခိုက်မှုရိုင်းကယူကရိန်းကိုရုရှားအပေါ်ပို့ပြီးတော့အ သာစေးရစေပါတယ်။ဒါကပူတင်ရဲ့ထိုးစစ်တွေကိုနှိပ်ကွေးစေပါတယ်။ပြန်လည်တိုက်ခိုက်မှုတွေအတွက်အခွင့်အလမ်းတွေဖန်တီးပေးပါတယ်။ပြီးတော့ပူတင်ကိုသူဆုံးရှုံးနေတဲ့စစ်သားတွေအတွက်အစားထိုးရှာဖို့အချိန်ချိန်တွန်းအားပေးနေပါတယ်။ဇော်လရှိရနေ့ကဖြစ်ရက်ကပူတင်ရဲ့စစ်ပွဲ2025ခုနှစ်ထဲကိုဆွဲဆက်လာချိန်မှာသူရင်ဆိုင်နေရတဲ့ပို့ပြီးတော့ကြီးမားတဲ့ပြဿနာတစ်ခုရဲ့ဥပမာတစ်ခုများသာဖြစ်ပါတယ်။သူစစ်သားတွေပုံမဆုံးရှုံးလာတာနဲ့အမျှယူကရိန်းကဆိုဗီယက်ခေတ်နီးပညာကနေအ နောက်နိုင်ငံထုတ်လက်နက်ခဲယမ်းနေရဲ့အထိအရာရာကိုစမ်းသစ်တီထွင်ပြီးအကောင်းဆုံးအသုံးချကရုရှားတပ်ဖွဲ့တွေကိုထိခိုက်နေတာအောင်လုပ်နိုင်တယ်ဆိုတာဆက်လက်သက်သေပြနေပါတယ်။ယူကရိန်းရဲ့ MiG 29တွေကသူတို့ရဲ့ AASM ဟမ်မာတွေနဲ့ထပ်မံတိုက်ခိုက်ဖို့များပါတယ်။ပြီးတော့ရုရှားကဒါကိုဘာမှလုပ်နိုင်မှာမဟုတ်လို့ပါပဲ။ဇော်လာရှိယနေ့ကယူကရိန်းအတွက်ရုရှားကိုအောင်ပွဲခံခဲ့တဲ့နောက်ထပ်တစ်ရက်နဲ့နောက်ထပ်အောင်ပွဲတစ်ခုကိုကိုးစားပြုခဲ့ပါတယ်။တကယ်တော့နှစ်ဆအောင်ပွဲပါပဲ။ ယူကရိန်းကအရေးပါတဲ့ရုရှားအဆောက်အုံတစ်ခုကိုဖျက်ဆီးပစ်ခဲ့တာအကြောင်းပါဒါပေမဲ့ဒါကယူကရိန်းစီကနေစတိုက်လာနေတဲ့တိုက်ခိုက်မှုတွေတဲကဥပမာတစ်ခုပဲဖြစ်ပါတယ်ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့အဆုံးပြေကြပါစို့ရှင်